ားလုံးပဲမင်္ဂလာပါဒီကနေ့မှာပဲကျွန်တော်တို့မြန်မာနိုင်ငံကဘောဒီရဲ့အတွက်ကျွန်တော်တို့ဒီထိုင်းနိုင်ငံပစ္စည်းတွေကိုဓာတ်ကားစင်းနဲ့ယူပြီးတော့မြန်မာပြည်ကိုပြန်ပြီးတော့စီးပွားရေးလှုပ်ချင်တယ်ဆိုတဲ့သူတွေမဲဆောက်ကမြဝရိတ်နေချက်ကကျွန်တော်မြန်မာနိုင်ငံထိုင်းနဲ့ချက်ကလူတွေအတွက်ဒါမှာဘောဒီရဲ့အတွက်ထိုင်းနိုင်ငံပစ္စည်းတွေကိုကျွန်တော်တို့က ၎င်းချင်းနဲ့ပြန်ယူပြီးရောင်းချင်တဲ့သူတွေအတွက်ကျွန်တော်ကဒီ video လေးနဲ့ message ပေးလိုက်ပါတယ်ဆိုတော့အရင်ဆုံး video လေးအစမှာကျွန်တော်တို့ဒီ disease ကိုတော့ something say လို့ခေါ်တယ်ပေါ့နော် something တလာစေလို့ခေါ်တယ်ပေါ့နော်ကျွန်တော် SCLM ဖြစ်ရှင်းနေဒီ market ဆိုပြီးတော့ခုခဲမှာရိုက်ချလိုက်ရင် disease ကိုကျွန်တော်ရရှိတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါ disease တဲ့ကိုဝင်ကြည့်ကြရအောင်ပါ disease တဲ့မှာတော့ကျွန်တော်တို့ PC တော်တော်များများကိုလက်ကားစင်းနဲ့ပေးပါတယ် ပစ္စည်းတူတူများဖို့ဆိုတဲ့ပစ္စည်းတန်းတူကိုသကားသေးရပါတယ်အရာရာတိုင်းကိုသကားသေးရပါတယ်သူတို့ကတစ်ခုချင်းရောင်းတာမဟုတ်ဘဲနဲ့ကီတိုနဲ့ချင်းပြီးတော့ရောင်းတာပါများတော့အဖြစ်တော့သူတို့ကတစ်ခုချင်းလဲရောင်းရလို့ကီတိုနဲ့အပြက်ချင်းပြီးတော့ရောင်းရတာရောင်းကြတဲ့ టై မီတီဖြစ်ပါတယ်အမျိုးအနေနဲ့လက္ခဏာစီလူနဲ့လူချင်းနဲ့ဆိုရင်သူတို့စီကိုအကျိုးအကြောင်းပြောပြပြီးတော့လက္ခဏာစီနဲ့ယူလို့ကြောင်းနဲ့ကီလိုနဲ့အပြက်တာဝယ်လို့ကြောင်းပြောမယ်ဆိုရင်တော့ဒီအထဲကပစ္စည်းတွေတစ်ခုချင်းစီအတွက် ဖြစ်ဘက်ခုနှစ်ဘက်၅ဘက်၆ဘက်၄ဘက်လောက်သာကြာတက်မှာဖြစ်ပါတယ်ကျောဘယ်ပစ္စည်းကိုမဆိုဘယ်ပစ္စည်းကိုမဆိုဘယ်ပစ္စည်းကိုမဆိုကျွန်တော်တို့ကကီလိုနဲ့ကီလိုနဲ့ကီလိုနဲ့ကီလိုချင်းနဲ့အပြက်ကိုချိန်ရင်လို့ရတာဖြစ်ပါတယ်။ဟာကျွန်တော်တို့အားလုံးနဲ့တိုင်သေးလေးတွေခါတော့သူဈေးနဲ့သူ့ဦးနဲ့သူ့ဆန်ပန်ရပန်ရလေးတွေပေါ့လေတချို့ဆိုရင်အဲ7ဘက်အောက်လေးတွေရှိတယ်တချို့ဆိုရင်20ဘက်အောက်လေးတွေရှိတယ်။အဲ့တော့တချို့ဒီကျွန်တော်တို့ကလက်ကန်အကောင်းကားလေးတွေကိုတော့သူတို့ကတည်းရာကျော်လေးတွေကိုတွေ့ရပေါ့နော်ကျွန်တော်ကကျွန်တော်တွေ့ရတာပြောတာ ဆိုမင်းမီတို့အနေနဲ့အခုတိုင်းတွားရောက်လေးလာပြီးတော့အဲဒါဈေးညီမနိုင်ငံမှာဈေးပြန်ပြီးတော့ရောင်းချင်တဲ့သူတွေတော့ပို့ပြီးတော့တင်တော်မီလို့ချင်ပါတယ်ကျွန်တော်ကတော့ဗီဒီယိုရိုက်တာလည်းတိတ်ပြီးတော့ဒီမရိုက်တဲ့တာရဲ့ပညာရဲ့အကြောင်းပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာတိတ်ပြီးတော့အချင်းချင်းမင်းတို့ကောင်းမှာတော့မဟုတ်ဘူးအဲမဲ့ဒီဈေးဟာတော်တော်လေးပို့ဆိုပါတယ်ကျွန်တော်နှစ်ရက်၃ရက်လောက်ပတ်ခဲ့ရတော့မှပဲ၄တဝက်လောက်ပဲရောက်ခဲ့တာပါအာဆိုတော့တော်တော်လေးပို့ဆိုနေဈေးလို့ပြောလို့ရပါတယ်ပေါ့နော် တော့ကျွန်တော်တို့ကတော့ကျွန်တော်ကတော့ပါမမွေရတော့မဟုတ်ဘူးရှောက်ွက်ပြီးတော့တွားတယ်ပြီးတော့လကားစင်းနဲ့ဗာလေရီရနိုင်တယ်ရှောက်ပြီးတော့မြေးခဲ့တာဖြစ်ပါတယ်ဗောနော်ဒီမှာဆိုတော့ဒီစီတိုင်းဒီစီတိုင်းကိုကျွန်တော်လကားစင်းနဲ့ရမှာဖြစ်ပါတယ်အပုံလိုက်ပုံလိုက်အထုပ်လိုက်ထုပ်လိုက်တွေရပါတယ်ကျွန်တော်တို့ခရီးဆောင်အိတ်တွေအဲခရီးဆောင်အိတ်တွေကျွန်တော်ဒါဘေးလွယ်အိတ်လေးတွေကျွန်တော်တို့အခုပတ်စာအိတ်လေးဆိုရင်အိတ်ကြီးတွေနဲ့အထုပ်လိုက်ထုပ်လိုက်ကိုထုပ်ပြီးတော့ရောင်းလာပါကျွန်တော်တို့ပြီးတော့ကအယုတ်လေးတွေဆိုလဲအဲ့လိုမျိုးပဲပေါ့နော်ဆိုတော့ဒါကကျွန်တော်ကတော့ ကြောက်ပတ်ပြီးတော့တို့ကပြီးတော့ရိုက်ခဲ့တာပြီးတော့ဒါကျွန်တော်က video ကလည်းတနေ့တို့မျိုးရေရဲ့ဖူဖို့တင်းကြီးမြရရဲ့ဝန်တော့ဆိုတော့မခုတ်သေးဘူးလေ just ခ just နဲ့ရိုက်ရတာပြည်တည်တဲ့အပြင်မှာတို့အချက်တွေအများကြီးရှိနေနေမှာပဲဒါပေမဲ့အပြင်ဈေးကတော့တကယ်တကယ်တကယ်ကို special ဈေးပါပဲကျွန်တော်နှစ်ရက်လောက် ကျောင်းနေရလောက်ဖက်ခဲ့တာကိုဒီတဝက်ပဲရောက်ခဲ့ပါလေဈေးဘက်ကျင်းတဲ့ဈေးဘက်တစ်ချမ်းကိုလုံးဝလုံးဝကိုမတွားခဲ့ရမတွားခဲ့နိုင်တာပေါ့နော်လူစော်တွေနဲ့လူခိန်နဲ့လူစော်တွေတူရတယ်လို့လူစော်တွေနဲ့ပြီးကောင်းတယ်မူးပြီးတော့ပြန်ထွက်ခဲ့ရတာဗာကျွန်တော်ကကျွန်တော်ကမုံရွာတို့ကျွန်တော်ကခိုင်းကိုရမရင်ဘက်ကတူးရစင်တော့တိမ့်ပဲကကျွန်တော်အမေကြီးပွဲအမေရင်ရင်ပွဲတူးရတယ်လို့ပဲမေရင်ဘက်ကဒါခဏရက်ရှိရက်နေ့တွေတူးရတယ်လို့ပဲတူးရပါတယ်ပေါ့နော်လူတွေကိုပြစ်သိမ့်နေအောင်တူးရပါတယ် ဆိုတော့ဒါကကျွန်တော်တို့နိုင်ငံကခိုင်နိုင်ငံပစ္စည်းတွေကိုရန်ယူပြီးတော့လက်ကားစီနဲ့ပြန်ယူပြီးရောင်းခြင်းနဲ့ကျွန်တော်နေဆက်ကပေါ်စီတွေအတွက်ဖြစ်ပါတယ်ပေါ့နော်ကဲတကယ်တကယ်ကြည်စမ်းမှကြည်စမ်းမှအကုန်လုံးအကုန်လုံးအကုန်လုံးဒါကကျွန်တော်ကလူရှင်းတဲ့နေရာတွေကိုဒါတူးပြီးတော့ရိုက်ထားတာပေါ့နော်ဘာတက်လဲဆိုတော့သူညားတဲ့နေရာတွေဆိုမဝင်ရဲကုကြောင့်ကိုတည်တော့အကုန်လုံးအကုန်လုံးအကုန်လုံးလက်ကားစီနဲ့ရမှာဖြစ်ပါတယ် နောက်နေ့မှဆိုတော့ဗီဒီယိုလေးတစ်ခုထပ်ပြီးရိုက်ခဲ့ပါရဲ့တော့တခြားဘက်ချမ်းပေါ်တော့ကျွန်တော်နောက်ထပ်တဲ့ရက်ပြွားပြီးတော့ပတ်ခဲ့သေးတယ်အဲ့ဒါလည်းနည်းနည်းပဲရောက်ခဲ့ပါတယ်ဒီနောက်နေ့မှဆိုတော့ဗီဒီယိုလေးထပ်ပြီးတော့တင်ပြပါဦးမယ်အကောင်တော့အကောင်တော့လူချင်းစရာကြီးပဲဖြစ်ပါတယ်လူချင်းစရာကြီးပဲဖြစ်ပါတယ်လူချင်းစရာကြီးပဲဖြစ်ပါတယ်ငွေတော့ကြိုင်မလိုက်ပါဘူးအကောင်တော့မလာတဲ့အရာကမရှိဘူး အကွာတော့မှလက်ကားစီးနဲ့ပဲရပါတယ်ဗောနော် လက်ကားစီးနဲ့ပေးပါတယ်လက်ကားစီးရပါတယ်လက်ကားစီးမှာလို့ရပါပဲတတောင်ဖတ်တတောင်ဘူးကြော်ရင်တို့ကဒီမှုဆောင်ကြတွေပါဖီးပေးပါတယ်အလုံးစင်တီကြပါစေ